ဲဒီနေ့ကဒီဆောင်မုန်းလာပြီးနေ့ညဖြစ်တဲ့အတွက်မြန်မာတွေရဲ့ရိုးရံဖြစ်တဲ့ဆေးဘဝင်နဲ့မက်ဆီဘီကူးစုံလေးကိုတက်ပြင်ဝင်ကြီးကမှမြန်မာတွေကိုသုံးစားကြမှာဖြစ်ပါတယ်။အရင်ဆုံးအတုတ်ထဲမှာထည့်ဖို့အတွက်လိုအပ်တဲ့နှမ်းမြေပဲစက်သွန်ကြောရောငြူစည်းစိမ်တံမြစီလိုအပ်တဲ့အားတွေကိုဝယ်လိုက်ပါတယ်။ပြီးတော့ဝဲလာတဲ့ပြုတ်ပြီးသားမက်ဆလီဖူးလေးတွေကိုယူနီစုစုထဲမှာတစ်ခါထပ်ပြီးတော့ပြုတ်လိုက်ပါတယ်အခါတက်ပြအောင်လို့ပါမက်ဆလီဖူးလေးတွေကိုပြန်ပြုတ်ထားတဲ့အတော့တင်မှာပဲမြေပဲလေးတွေကိုထောင်းထားလိုက်ပါတယ် ပြုတ်ပြီးသားမယ်ဆယ်ဒီဖူးလေးတွေကိုလည်းထပ်ပြီးတော့ထောင်းလိုက်ပါတယ်။ထောင်းနေစဉ်ထောက်တင်မှာပဲအတုတ်ထဲမှာထည့်ဖို့အတွက်ပစွန်ချောင်းမော့အချုံမော့စာကြက်သွန်ကျော်တံမြာသီးငေုတ်သီးစိမ်မြေပဲမော့နှမ်းမော့စတာတွေကိုပြင်ဆင်ထားလိုက်ပါတယ်။အခါတက်ပြောက်အောင်လို့ထောင်းပြီးတော့ရေပြန်ဆေးထားတဲ့မယ်ဆယ်ဒီဖူးလေးတွေကိုတင်ထည့်လိုက်ပါမယ်။ပြီးရင်အချုံမော့နဲ့မြေပဲမော့ကြက်သွန်ကျော် စာအနေငယ်အဲ့ဒီနေရာမှာငပြိုင်လည်းသုံးလို့ရပါတယ်။ပြီးရင်တော့အချိုးတန်လေးကဲကောင်လို့ပစုံချောင်းမုံလေးဖြူလိုက်ပါတယ်။ပြီးရင်ငရုတ်သီးစိမ့်ထည့်မယ်။ပြီးရင်တော့အဓိကအရေးကြီးဆုံးစီထည့်ပါမယ်။နောက်ဆုံးမှာတော့တံမြသီးလေးတွေကိုလိုအပ်တဲ့လောက်ညှစ်ထည့်လိုက်ပါတယ်။အလုံးပြွားပြီဆိုလို့ရှင်တော့စားနေလို့ရပါပြီဒီနေရာမှာပဝံပစ္စည်းလေးတွေကိုအလင်းတင့်သလိုထည့်ထားဖြစ်တဲ့အတွက်မိမိကြိုက်နှစ်တက်ရပဝံပစ္စည်းလေးတွေကိုလိုအပ်လိုအပ်သလိုထည့်လို့ရပါတယ် ားလုံးလည်းပြီးသွားပြီဆိုတော့ညီကောင်မောင်နှမရင်းနဲ့အတူဝိုင်းဖွဲ့ပြီးစားတောက်မှာဖြစ်ပါတယ်